ပန်းသီးခြိုက်တဲ့သူတွေအတွက်ကတော့ဒီလိုလေးကသတင်းကောင်းပဲဖြစ်ပါရဲ့။နေ့စဉ်စားသုံးသင့်တဲ့တတိဝလံဆယ်မျိုးထဲမှာဆိုရင်ပန်းသီးကပါဝင်ပါရဲ့နော်။ပန်းသီးကိုတစ်နေ့တစ်လုံးလောက်ပုံမှန်မှီဝဲပြီးတော့စားသုံးပေးမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာဘာတွေဖြစ်လာနိုင်လဲ၊ဘလို့အကျိုးကျေးဇူးတွေရရှိနိုင်လဲဆိုတာကိုပြပြပေးသွားမှာမို့ဒီလိုလေးကိုအဆုံးထိကြည့်လိုက်ပါအောင်နော်။ဗီဒီယိုလေးမစခင်မှာညီမရဲ့ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဗီနာ notification လေးကိုလည်းမှတ်ပေးပါအောင်ရှင်။ သီးကအရွယ်တင်နှုတ်ပြစီပြီးတော့ကင်ဆာရောဂါနှလုံးသွေးတိုစီးကျိုးကောက်ွယ်ပေးနိုင်တဲ့အန်တီအောက်ဆီဒန်တွေအစာချေစေတဲ့အမြင်ဓာတ်တွေလူခန္ဓာကိုယ်ကနေ့စဉ်လိုအပ်တဲ့ဗီတာမင် C နဲ့သတ္တုဓာတ်တွေအများကြီးပါဝင်ပါရဲ့အဲ့ဒါတွေမကပါဘူးနေ့စဉ်ပန်းစည်းမြှိုဝဲစားသုံးမိမယ်ဆိုလို့ရှိရင်အခုပြပြပေးသားမယ်အကျိုးကျေးဇူးတွေလည်းရရှိစေနိုင်သေးပါရဲ့ရှင် တမတစ်ချက်ကတော့ရေတက်ဖြစ်တည်ပြီးပါတယ်။ပန်းဒီတစ်လုံးမှာဆိုရင်85ရာခိုင်နှုန်းလောက်ကရေတက်လို့ဆိုပါတယ်ရှင်။ဒါကြောင့်ဒီတစ်ချက်ထဲနဲ့ရင်ကိုကနေ့တိုင်းပန်းဒီတစ်လုံးပုံမှန်စားပေးမယ်ဆိုလို့ရှိရင်ကိုကိုရေတက်ဆုံးရှုံးမှုတွေမဖြစ်ရလေအောင်ကောက်ရပေးမှာပဲဖြစ်ပါတယ်ရှင်။နောက်တစ်ချက်ကတော့ကိုယ်အလေးချိန်ကိုထိန်းကြည့်ပေးရမှာဖြစ်ပါတယ်။ ီတာမင် C နဲ့တခြားသောသတ္ထုဓာတ်တွေအများကြီးပါဝင်နေတဲ့ပန်းသီးကိုနေ့စဉ်မျှဝေပေးပေးမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ရေစစ်စေပြီးတော့တွဲလျက်လာပါစေပါတယ်ရှင်။အထူးသဖြင့်ဝေးချနေတဲ့သူတွေအတွက်ဆိုရင်အရောက်မှာတင့်တော်တဲ့တည်တည်တမျိုးပဲဖြစ်ပါတယ်ရှင်။နောက်တစ်ချက်ကတော့ဘိုင်းဝါစီပါတယ်ရှင်။ ပန်းသီးကိုဒီတိုင်းစားပေးမယ်ဆိုလို့ရှိရင်သူ့မှာပါတဲ့အမြင်လက်ကျော်မှုကြောင့်စောင်းလောင်စိတ်ကိုချွတ်ချပေးနိုင်ပါတယ်။ဒါကြောင့်ကီလိုရီအပူတွေထပ်ပြီးတော့မစားဖြစ်စေဖို့အတွက်ပန်းသီးကကောက်ွယ်ပေးနိုင်ပါတယ်ရှင်။ပန်းသီးကိုစီးကျုံသမားရင်လဲစားပေးလို့ရပါတယ်။သွေးတုံးနဲ့စီးကျုံကိုထင်းကြီးပေးနိုင်တယ်လို့သွေးတရားတက်ကိုလည်းထင်းကြီးပေးနိုင်တဲ့ဂုဏ်သတ္တိရှိရတဲ့အတွက်ကြောင့်ပဲဖြစ်ပါရဲ့ရှင်။နောက်တစ်ချက်ကတော့1.5ကိုကျန်းမာစေရပဲဖြစ်ပါရဲ့ ပန်းသင်းမှာပါတဲ့ဒီပတင်လို့ခေါ်တဲ့အမြင်ဓာတ်တမျိုးอ่ะဆိုရင် prebiotic အဖြစ်နဲ့1 byte ကိုကျန်းမာစေပါတယ်ရှင်1 byte အတွင်းထဲမှာလူအကျိုးပြု bacteria လေးတွေအဖြစ်နဲ့အစာချေစနစ်ကိုကူညီပေးနိုင်တာကြောင့်ပဲဖြစ်ပါတယ်ရှင် ောက်တစ်ချက်ကတော့ကိုလက်စထရောတွေရောကြစေပါရဲ့။ပန်းသည့်ကပျော်ဝင်နိုင်တဲ့အမြင်ဓာတ်တွေကျော်သွားစွာပါဝင်တဲ့တည်သည့်တမျိုးပဲဖြစ်ပါရဲ့ရှင်။ဒါကြောင့်ကိုလက်စထရောတွေရောချတဲ့နေရာမှာဆိုလို့ရှိရင်တော်တော်လေးကိုအထောက်အကူပြုပါရဲ့။အဲ့ဒါအပြင်ပန်းသည့်ကသွေးတိုးကိုလည်းဓာတ်ဆီးပေးနိုင်တယ်လို့လေမပြောင်းလို့လည်းကာဝယ်ပေးနိုင်ပါရဲ့ရှင်။နောက်ဆုံးတစ်ချက်ကတော့အုံနောက်နဲ့အာယုံကြောကိုကျန်းမာစေပါရဲ့ ပန်းသေးကိုနေ့တိုင်းမြှဝဲပေးမယ်ဆိုလို့ရှိရင်ဒီကိုယ့်ရဲ့အာယုံကြောတွေပေါ့နော်စိတ်ဝိစီမှုရံကနေပြီးတော့ကောက်ဝဲပေးမှာပဲဖြစ်ပါရဲ့ဒီအချက်လေးနဲ့တွေပေါ့နော်ကိုကနေ့တိုင်းပန်းသေးကိုစားပေးမယ်ဆိုလို့ရှိရင်အသက်ကြီးလာတဲ့အခါမှာဖြစ်တတ်တဲ့အဲဇိုင်းမယောဂါကိုမဖြစ်စေဖို့အတွက်တစ်ခါတည်းကောက်ဝဲပေးတာဖြစ်သွားမှာပဲဖြစ်ပါရဲ့ရှင်ပန်းသေးကအမျိုးအစားတွေအများကြီးရှိတဲ့အဖြစ်ကြောင့်မို့လို့အနီပဲဖြစ်ဖြစ်အစိမ်းပဲဖြစ်ဖြစ်စားပေးလို့ရပါတယ်ဒါပေမဲ့ပန်းသေးအနီကအစိမ်းတဲ့အတိုင်အောက်ဆီဒန်တွေပို့ပြီးတော့များပြပါတယ်ဘယ်ပန်းသေးပဲဖြစ်ဖြစ်တစ်နေ့တစ်လုံးပုံမှန်စားပေးမယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့ကျန်းမာရေးအတွက်ရေရှည်မာရောအကျိုးကျေးဇူးတွေအများကြီးရရှိနိုင်တာမို့လို့အခုချိန်အားစပြီးရောပန်းသီးကိုတစ်နေ့တစ်လုံးလောက်ပုံမှန်စားပေးပါလို့တိုက်တွန်းပြရစီရှင်ညီမရဲ့ပီလိုလေးကိုစုံးလိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်နော်